အဲ့တော့စကားပြောကောင်းတဲ့သူတယောက်ဖြစ်အောင်မျိုးစိဘလို့လေ့ကျင့်မလဲပရမအောင်ဆုံးတစ်ချက်ကတော့ practice make perfect ပါမိမိကိုယ်ကိုလေ့ကျင့်ခြင်းဟာအပြည့်စုံဆုံးပါပဲအဲကြောင့်အရင်တုန်းကတော့ကျွန်တော်တို့မှန်နေကိုကြည့်ပြီးလေ့ကျင့်ရတယ်ပေါ့ဗျာကိုယ်စကားပြောကောင်းခြင်းလဲဆိုမှန်ရင်ကြည့်ပြီးတော့ကျွန်တော်တို့ပုံစံအနေထားဘာညာကိုကောင်းကြည့်ပြီးလေ့ကျင့်တာအခုခေတ်မှာဖုန်းနေရှိတယ်မိတ်ဆွေ record လုပ်ထားလို့ရတယ်မိတ်ဆွေကိုမျက်နှာကိုရိုက်ကူးတာအဲဒီကနေပြီးတော့ replay ပြန်လို့ကိုယ့်ရဲ့ပုံစံအနေထားပြောဆိုရတဲ့ဥစ္စာတွေကအာထီရမှုရှိလားလိုအပ်ချက်ရှိလားပြန်လေ့လာလို့ရတယ်အဲ့တော့လေ့ကျင့်ပါ နံပါတ်2တစ်ချက်ကတော့စာအုပ်စာပေဖတ်ပါစာအုပ်စာပေထဲမှာရှိတဲ့စကားလုံးတွေเนาะကျွန်တော်တို့စကားပုံတွေပုံမြင်တွေเนาะကျွန်တော်ကာယံတွေနှစ်ပေတွေဟာမိတ်ဆွေနေစဉ်ဘဝမှာပြောဆိုရတဲ့အချိန်မှာတုံဆွဲပြီးပြောဆိုခြင်းအပြင်မိတ်ဆွေရဲ့စကားလုံးတွေပုံမို့လှပလာတာပုံမို့ထိရောက်လာတာကိုမိတ်ဆွေတွေ့ရပါလိမ့်မယ် အဲ့ဒါကစောက်စာပေးဖတ်ချက်မှာနံပါတ်3တစ်ချက်ကမိတ်ဆွေစကားပြောကောင်းခြင်းနဲ့စကားပြောကောင်းမှုအတွက်လေ့ကျင့်နေတယ်ဆိုလို့ရှိရင်တော့ကိုတယောက်ထပ်မလုပ်ပါနဲ့အပေါင်းအသင်းတွေအဖွဲ့အစည်းတွေနဲ့လုပ်ကြည့်ပါအဲ့လိုအဖွဲ့အစည်းတွေမှာကိုကိုယ်တိုင်ဝင်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုနဲ့စကားပြောခြင်းနဲ့ဝါသနာတူမိတ်ဆွေရှင်နဲ့တော့ကျွန်တော်တို့ဖွဲ့ပြီးတော့ပဲဖြစ်ဖြစ်စကားပြောကောင်းမှုအတွက်အတူတူကလေ့ကျင့်ကြည့်ပါအဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့အချို့ကျေးဇူးတွေတိတိတသာဖြစ်ထွန်းလာတာကိုတွေ့ရပါလိမ့်မယ်။နံပါတ်၄အချက်ကတော့စကားပြောကောင်းခြင်းတလား။ စကားပြောကောင်းနေလို့ဆိုရင် pre-rin ပြပမှာရှိတဲ့စကားပြောနေတဲ့ speaker တွေရဲ့ကျွန်တော်တို့ video file တွေလေ့လာဖို့လိုပါတယ် YouTube ပေါ်တက်ပါအဲဒီ speaker တွေရဲ့ video file တွေလေ့လာပါကောင်းတဲ့အချက်တွေကိုမှတ်သားပြုစုပါတော့ကိုရှောင်းရန်ဆောင်းရန်စတာတွေကိုလေ့လာပါဒါဆိုကိုစကားပြောကောင်းစေပါလိမ့်မယ်နောက်ဆုံးအချက်ကတော့စကားပြောကောင်းတဲ့သူတယောက်ဖြစ်ဖို့အတွက်ထူးထူးခြားခြားလောက်ကမဲ့လောက်ကနားထောင်ကောင်းသူတယောက်ဖြစ်ဖို့တော့ပါကျွန်တော်တို့ပေးတဲ့နဲ့ဆက်သွယ်ပြောဆိုဆောင်ရွက်ရတဲ့နေရာမှာပြည့်တက်တွေကပါလို့ခြင်းနေရာလေး ်ဘာကိုနားထောင်နေနေရလဲဘာကိုမျော်လင့်နေရလဲအဲ့ဒါကိုမိတ်ဆွေကပေးနိုင်တယ်သူတို့တွေကနားထောင်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကွက်တိဓာတိဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နားထောင်ကောင်းသူတယောက်ဖြစ်ခြင်းဟာစကားပြောကောင်းသူတယောက်ဖြစ်ခြင်း ਨੇ ကျွန်တော်တို့အထောက်ကိုအများကြီးဖြစ်စေပါအာဒါလေးတွေကတော့စကားပြောကောင်းသူဖြစ်ဖို့အတွက်အချက်၅ချက်ကိုဖော်ပြခဲ့တာဖြစ်ပါတယ်။မိစွေတို့လေ့ကျင့်ရအောင်စကားပြောကောင်းသူတယောက်ဖြစ်ဖို့အတွက်လည်းကျွန်တော်စုံမောင်းတောင်းလိုက်ပါတယ်။အဲ့တော့ ကျွန်တော်ထူးထူးခြားခြား message တွေကိုမျှဝေပေးချင်ရှိပါတယ်အဲ့တော့17ဆနစ်မှာကျွန်တော်စကားပြောဆိုခြင်းအတတ်ပညာနဲ့ပေါင်းတင်ဆက်ဆံရေးဆိုရဲသင်တန်းလေးရှိပါတယ်เนาะ public speaking and relation ပေါ့ဗျာအဲ့ဒီသင်တန်းကိုနှစ်ရက်တိတိသင်သွားမှာမနက်ကို10နာရီကနေညနေ4နာရီထိသင်သွားမှာပါအဲ့ဒီသင်တန်းမှာ message တို့အသင်ငန်းစာပေါင်း20သင်ရမယ်လက်တွေ့စာတွေ့နှစ်ခုလုံးသင်ရမှာအဲ့ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်သင်မှာသင်မဲ့အပိုင်းနေထဲမှာကျွန်တော်တို့စင်ပေါ်မှာဟောပြောခြင်းပေါ့ စင်မမဟောပြောရဲဆိုတဲ့နေရာမှာလည်းနှစ်ပိုင်းရှိပါတယ်ကျွန်တော်စင်မမယုတ်တိရဲ့ပြောဆိုတာနဲ့ကြိုတင်ပြင်ဆင်ပြောဆိုတာနဲ့အဲ့ဒီအရာတွေကိုမေ့စီဘယ်လိုလုပ်မလဲအင်တာဗျူးအပိုင်းအင်တာဗျူးမှာလည်းကိုကမေးရတာရှိသလိုကိုကိုပြန်ဖြေတဲ့ဥစ္စာလည်းရှိပါတယ်ကိုကပြန်ဖြေရတာလည်းရှိပါတယ်နော်အဲ့တော့ကိုကိုပြန်ဖြေတဲ့အချိန်မှာကိုကပြန်ဖြေတဲ့အချိန်မှာဘယ်လိုမျိုးပြောဆိုဆက်သွယ်မလဲနောက်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ presentation ပေါ့အခုနောက်ပိုင်းစီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ပညာရေးမှာပဲ presentation တွေပြင်ရပြီးအဲ့လို presentation ကောင်းကောင်းတစ်ခုဘယ်လိုပြင်မလဲဘယ်လိုတင်ဆက်မလဲဒါလေးလေးကျွန်တော်မျှဝေပြီးသွားဖို့ရှိပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော် debate ပေါ့เนาะကျွန်တော်တို့ကဒီအခုနောက်ပိုင်းမှာကျွန်တော်တော်တော်များများတွေ့လာပါလိမ့်မယ်အပြန်အလှန်ပေါ့เนาะအကြောင်းအရာကိစ္စတစ်ခုမှာကိုကတခြားဘက်ကညင်းမယ်နောက်ထပ်တခြားသူတယောက်ကတခြားဘက်ကနေပြောဆိုတယ်အဲ့လိုမျိုးအပြန်အလှန်ပြောဆိုတဲ့နေရာမှာကိုယ့်ရဲ့အဆူကိုယ့်ရဲ့ တင်သွင်းမှုကိုကိုပြောဆိုနော်တဲ့အကြောင်းအရာကိုအမြင်အားလက်ခံလာအောင်တပိတ်ကောင်းကောင်းဘယ်လိုလုပ်မလဲဆိုတဲ့အချက်တွေပါကျွန်တော်မျှဝေပြသမှာဖြစ်ပါတယ်